ကျွန်တော်တို့ရဲ့ channel ကိုကြည့်ချူအပ်ပေးနေကြတဲ့ပရိသတ်များရခိုင်ပြည်နယ်အခြေအနေနဲ့ကျွန်တော်ပြောပါမယ်နော်ရခိုင်ပြည်နယ်မှာအာ humanitarian corridor လို့ခေါ်မှာပေါ့လူသားချင်းစာနာထောက်ထားမှုဒါစင်ဂျန်ပေါ့နော်စင်ဂျန်လမ်းကြောင်းကိုဒီဘင်္ဂလားဒေ့ရှ်အစိုးရကနေပြီးတော့ဆောင်ရွက်ပေးဖို့ Yunus ဆိုတဲ့ဘင်္ဂလားဒေ့ရှ်အစိုးရကဦးဆောင်နေတာဘယ်လိုလဲဆိုရှင် Yunus ပေါ့ Yunus ဆိုတဲ့ပုဂ္ဂိုလ်ကဦးဆောင်ထားတယ်ဦးဆောင်ပြီးတော့ ဟိုယာယီအစိုးရလို့ပြောလို့ရတယ်ယူနော့အစိုးရဟာအဲ့တော့ဒီအစိုးရကနေပြီးတော့ရခိုင်ပြည်နယ်ထဲကိုလူသားချင်းစာနာထောက်ထားမှု အကူအညီတွေပေးဖို့အတွက်အဲပေးဖို့အတွက်ကိုဟိုဟုဆွေးနွေးနေရရှိအစိုးပြုတာဘယ်လိုပြောဆိုလို့ရှိရင်အမေရိကန်ရဲ့ကုလသမဂ္ဂရဲ့အဲပြီးတော့လို့ရှိရင်ဒီအစိုးရရဲ့ပေါ့နော်အစိုးရရဲ့အားလုံးအားလုံးပူးပေါင်းပြီးတော့အဲဒါမျိုးဒါမျိုးလူသားချင်းစာနာထောက်ထားမှုဆိုတော့ အခုအညီတွေမြန်မာပြည်ဘင်းမှာရှိရခိုင်ပြည်နယ်ထဲမှာရှိတော့ကျွန်တော်တို့ဒီဒေသခံမွတ်စလင်တွေပေါ့ဗျာနော်ဒေသခံမွတ်စလင်တွေကိုပေးဖို့အတွက်ကိုကြံစီနေတာတွေရှိတယ်အဲ့တော့ထို့တူအဲ့ဒီဘယ်လိုခေါ်မလဲဆိုလို့ရှိရင်အဲ့ဒီကကျွန်တော်မြန်မာပြည်ကနေပြီးတော့သွားရောက်ခိုးလုံနေတယ်ပေါ့ဒီမွတ်စလင်တွေပေါ့နော်ဒေသခံမွတ်စလင်တွေကိုအစ္စလာမ်ဘာသာဝင်တွေကို ဒေသခံအစ္စလာမ်ဘာသာဝင်တွေပြန်ပို့ဖို့အထီကိုသူတို့အစီအစဉ်တွေဆွေးနွေးနေရရှိတယ်။အဲဒါနဲ့ပတ်သက်ပြီးစိုးရိမ်ပူပန်နေတာတွေရှိတယ်လို့ပြောရဲပေါ့နော်။စိုးရိမ်ပူပန်နေရတဲ့ပြည်သူတွေအနေနဲ့စိုးရိမ်ပူပန်မှုကြီးကြီးမားမားကြီးတော့မရှိစေချင်ဘူးနော်။ Gutierrez အနေနဲ့သူစိတ်ထဲရှိတာဒီ Gutierrez ဆိုတာကုလသမဂ္ဂရဲ့အထွေထွေတွင်းရင်မှုဘလို့ဖြစ်လာလဲဆိုတော့ကျွန်တော်မသိတာပါ။နော် Gutierrez ဆိုတဲ့ပုဂ္ဂိုလ်ဟာအဲ့တော့ AA နဲ့စကားပြောရမယ်။အဲ့တော့တနည်းအားဖြင့် Gutierrez ကိုယ်တိုင်ကိုယ်က ကိုရန်ကိုကြကိုကပေါ့နော်ဟိုနိုင်ငံတကာတန်တမန်လှုပ်ထုံးလုံးကြီးတွေနိုင်ငံတကာဥပဒေတွေကိုနားမလည်တော့ပုံကိုတယောက်ဖြစ်နေအောင်သူတွေးရတယ်အဲ့ဒီကြောင့်မလို့တော့သူ့အနေနဲ့ဗဇက်ကနေပြီးတော့စိတ်ကြိုက်ထင်ရမြင်ရတယ်ကြိုက်တဲ့လောက်ပြောနိုင်တယ်သို့ပါတော့လဲကုလသမဂ္ဂသည် checks and balance ရှိပါတယ် checks and balance ဆိုတာဟိုအဲ့လိုမျိုးဘယ်လိုခေါ်မလဲဆိုရှင် နိုင်ငံရေးစီရေးနောက်တစ်ခုကဥပဒေရေးညံနေသူတွေကိုပြန်ပြီးတော့ဥပဒေရေးရထောက်ဆမဲ့ အဲဘုရားမှာကုလသမဂ္ဂမှာတကယ်ပြန်ထောက်ပြမဲ့သူတွေရှိပါတယ်ဆိုလိုချင်တာကဂူတာရက်စ်ပြောသွားသောစကားများသည်သူ့ရဲ့တတိပုဂ္ဂလခံစားချက်ကိုပြောရင်ပြောလို့ရတော့ညာလဲပဲနိုင်ငံတကာတိုင်းနိုင်ငံတကာဥပဒေတွေနော်ဒီမိုကရက်တစ်စံနှုန်းတွေအဲဒီအခြေအနေတွေပေါ်မှာကြည့်မယ်ဆိုဂူတာရက်စ်ကလုံးဝလုံးဝအရေးချင်းပြွာတာမတွေ့ရဘူးပေါ့နော်အဲ့တော့သူပြောချင်တာပြောလို့ရတယ်သူကတော့အေးအေးနဲ့စကားပြောဖို့လို့နောက်တစ်ခုကဒီ Humanitarian Corridor ကိုနော်ဒီဆောင်ရွက်ဖို့တွေအဲ မေရိကန်နေနဲ့เนาะအမေရိကန်နဲ့တိုင်ပင်နေတော့ညာလဲပဲဒီကိစ္စကဖြစ်လာဖို့မဖြစ်လာဖို့ဆိုတာကတော့ကျွန်တော်မြန်မာနိုင်ငံရဲ့အစိုးရ NASA က NASA ကရဲ့ပူပေါင်းဆောင်ရွက်မှုပူပေါင်းပါဝင်မှုမရှိဘဲနဲ့ဘာမှလုပ်လို့မရပါဘူးနောက်တစ်ခုကဒီအချင်းရမှာကြည့်လိုက်မယ်ဆိုရင် UNIS အစိုးရဘင်္ဂလားဒေ့ရှ်အစိုးရကိုကျွန်တော်တို့ကကြည့်ရပါလိမ့်မယ်ဘင်္ဂလားဒေ့ရှ်အစိုးရကဘယ်လောက်ထိတရားဝင်တယ်လဲဆိုတော့ကြည့်ရမှာပါအခုကဘင်္ဂလားဒေ့ရှ်မှာကလက်ရှိအခြေအနေမှာဒီမိုကရက်တစ်ရန်နေရာမရှိဘူးဖြစ်နေတယ်ဆိုတော့ကျွန်တော်က ဘန်ဂလားဒေ့ရှ်မှာလွတ်တော်မရှိသေးဘူးเนาะအစိုးရပဲရှိတယ်အဲ့တော့အစိုးရနဲ့လွတ်တော်ကဟိုဘယ်လိုကောင်းမလဲဆိုအစိုးပြည်ချက်တစ်ခုခုတိုင်းမှာထိန်းချောင်းရှိရမယ်အခုချိန်မှာယူနစ်အစိုးရသူလှုပ်ချင်တာတွေရှောက်လုံနေတာဖြစ်တယ်အဲ့တော့နိုင်ငံတကာတရားဝင်မှုမရှိဘူးအခုလိုမျိုးပေါ့အဲရခိုင်ပြည်နယ်မှာရှိနေသောအေးနဲ့ပေါ့ချိတ်ဆက်လုပ်မယ်ကော်ရီဒါတွေစောင့်မယ်ဟာလာအကူအညီတွေပေးမယ်ဆိုတာကနိုင်ငံတကာဥပဒေနဲ့ကြည့်မယ်ဟေ့ဆိုလို့ရှိရင်ဘာနဲ့ဘာဖြစ်သွားပြီလို့ဆိုလို့ရှိရင်ဒါက ဝင်ရောက်ဆက်ဖက်မှုဖြစ်ပြီးတော့ကျူးကျော်မှုတော့ဖြစ်သွားပါပြီ။နော်အဲ့ဒါကနံပါတ်၁ချက်ဒီဘင်္ဂလားဒေ့ရှ်အနေနဲ့ရင်ဆိုင်ရမှာပါ။အဲဒီမိုကရက်တစ်ရန်နေရာအဖြစ်ကြည့်မယ်ဆိုရှင်တော့ဘင်္ဂလားဒေ့ရှ်မှာလွတ်တော်ဒီကိစ္စအစိုးတင်သူမှာလွတ်တော်မှာဆောင်ရွက်ရမှာဖြစ်တယ်။လွတ်တော်ကနေပြီးတော့လွတ်တော်နဲ့ဒီအစိုးရနဲ့ပူးပေါင်းပြီးတော့ဆုံးဖြတ်ရမယ့်ကိစ္စမျိုးဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲ့တော့အမ်အခုစိုးရိမ်ပူပန်နေကြတယ်လို့မျိုးပေါ့နော်။ဖြစ်လာမယ်မဖြစ်လာဘူးဆိုတာထပ်စားလို့ရှိရင် တရားဥပဒေလမ်းကြောင်းနေเนาะနိုင်ငံတကာတန်တန်တန်တမန်လမ်းကြောင်းနေဒီမိုကရက်တစ်ရန်နေရာလမ်းကြောင်းတွေရဆိုရှင်မှားနေကိစ္စဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီကိစ္စကိုဆောင်ရွက်ဖို့ဆိုတာလွယ်မှာမဟုတ်အဲ့လိုဆောင်ရွက်လို့ရှိရင်လည်းအမေရိကန်ကဥဆောင်ပြီးဆောင်ရွက်လို့ရပါမယ်လေအဲ့လိုဆောင်ရွက်လာပြီးဟေ့ဆိုလို့ရှိရင်တရုတ်နဲ့ရုရှားနဲ့အမေရိကန်တို့ထိုက်တိုက်တွေ့ပါလိမ့်မယ်။ဘာကြောင့်လဲဆိုလို့ရှိရင်ဒါတရားမဝင်လောက်ရည်ကြီးပဲဖြစ်တယ်เนาะအခုရခိုင်ပြည်နယ်တွေကိုတွေ့တမ်းမဲ့ဒီဒုသားညစာနာထောင်အကူအညီစလား အဲ့ဒီအကူအညီအောက်ကနေပြဘာတွေဖြစ်လာနိုင်လဲလက်နက်တို့ထောက်ပံ့မှုတို့ဖြစ်မလာဘူးလို့ပြောလို့မရဘူးလေနော်အဲ့တော့အမေရိကန်တွေနဲ့တရုတ်ရုရှားနဲ့နောက်တစ်ခုကတခြားနိုင်ငံတွေနဲ့ထိတ်တိုက်တွေ့မဲ့ကိစ္စမျိုးဖြစ်တယ်ပေါ့နော်ဖြစ်တဲ့ကတော့ကြောင့်မလို့ရန်ကြီးလဲစိုးရင်ပူပန်မှုမရှိစေချင်ပါဘူးနော်ဟုတ် right ကျေးဇူးတင်ပါတယ်နော်ကမောင်ရေဟုတ်ကဲ့ပါခင်ဗျဟုတ်ကဲ့နော်အဲ့တော့ ကိုမန်ကျမ်းမာရေးကောင်းပါစေကျေးဇူးတင်ပါတယ်အဲ့ဒီအတွက်ကြောင့်မို့လို့အဲဒါနဲ့ပတ်သက်ပြီးတော့ပြောရမယ်ဟဲ့ဆိုရှင်လဲကိုကသူများကားတွေကြီးပဲပေါ့နော်နိုင်ငံတကာတန်ခင်းတမန်ခင်းနဲ့ Gutierrez တို့ဒီအမေရိကတို့ UNOS အစိုးရတို့ကိုပဲကျွန်တော်တို့အပြစ်တင်နေတာအဲတကယ်တမ်းကျွန်တော်တို့အပြစ်တင်ရမှာကကျွန်တော်တို့နိုင်ငံရဲ့ NASA ကအဲခေါင်းဆောင်ဖခင်ဦးမင်းအောင်လိုင်းကိုလည်းအပြစ်တင်မှုပြစ်တင်ရမှာဖြစ်တယ်။ဘာကြောင့်လဲဆိုတော့သူကိုယ်တိုင်ကအေးအေးကိုပုံမွေးတယ်လို့မွေးပြီးတော့လွတ်ထားတာကိုသူတွေ့ရတယ်။တွေ့တော့ဟိုကအယောင်တက်လာတာပေါ့။အယောင်တက်လာတဲ့အခါကျတော့အခု အဲသူကဒီတက်ပို့ပြီးတော့ဟလာသူရဲ့အာအင်ဒီတက်နဲလာပြီဟေ့ဆိုလို့ရှိရင်တော့နော်ဟိုသူရဲ့လုံနိုင်စွမ်းနေဒီတက်နဲလာပြီဟေ့ဆိုရင် AA ကနိုင်ငံမှာကျင်ညာတော့မှာဖြစ်တယ်။ဘာကြောင့်ပြောနိုင်လဲဆိုလို့ရှိရင်အခု AA ကထိန်းချုပ်ထားတာမြို့ပေါင်း14မြို့ပေါ့ဗျာနော်အလုံးမ18မြို့ရှိတဲ့နေရာမှာ14မြို့အဲ့ဒီ14မြို့လုံးမှာဒီပေါ့ဒီဦးမဲအွန်လိုင်းအနေနဲ့ကဘာမှစီရေးအရာရေးယူတာတွေဘာတစ်ခုမှမရှိဘူးဥမာဖြစ် AA ကနေဆက်တုံတွေစခန်းကြီးစောက်တယ် အဲဒီစကန်းဆောက်တဲ့ဟာကိုသူကဘာမှမဆောင်ရဘူးလွတ်ထားပြီးတဲ့ခါကျတော့တစ်ဖက်ကဒီထက်ပိုပြီးရောက်တက်လာနေဆက်ပုံစံသတားပါထပ်ဖွင့်လာဟောသူကတဖြည်းဖြည်းရောက်တက်လာတဲ့အကြောင်းရင်းကသူတို့ပြစ်မဟုတ်တော့ဘူးအဲအိုက်ဒီကမှာပုံယူနစ်ဆိုရဆိုရကပြည်တွင်းရေးပါဝင်ရောက်ဆက်ဖက်ပြီးတော့အေးအေးကိုအစိုးရဖြစ်နေဆက်သွယ်မှုရှိတော့မှာပဲကြံစီလာတာကိုတွေ့ရတယ်အဲ့တော့အဲသူတို့ရဲ့အပြစ်လို့ပြောမယ်ဟေ့ဆိုလို့ရှိရင်တော့ မှားပါတယ်အဲကိုကိုလူကဘာမှမလုပ်ဘဲနဲ့တမင်တကာကိုလွှတ်ထားပေးတာလေးရှိတယ်အဲ့ဒီဘက်ချမ်းမှာစစ်စခန်းတွေစောက်ထားတယ်နောက်စစ်တင်တန်းကျောင်းတွေရှိတယ်အဲနောက်တစ်ခုကျွန်တော်တို့ဘယ်ခေါ်မလဲဆိုရင်ကုံသွယ်ရေးတွေဆောင်ရွက်နေတယ်ဒါတွေအားလုံးကိုနေရာတွေတည်တဲ့ဆက်ဆက်ရရာဘာအချက်လက်တွေအကုန်လုံးတည်ရတာနဲ့ဘာဆိုဘာမှအရေးယူဆောင်ရွက်ခြင်းမရှိတဲ့ခါကျတော့ဟာတစ်ဖက်ကလည်းစဉ်းစားမှာပေါ့နော်တစ်ဖက်ဒီ unit ဆိုရနဲ့ဒီဘင်္ဂလားဒေ့ရှ်ကစဉ်းစားဟာအေအေကိုတက်မလို့ကနေရာပေးလိုက်ပြီပဲဟဲ့လားဘာမှဆောင်ရွက်ခြင်းမရှိဘူးဒီနေရာတွေကအမှန်တကယ်ဆိုလို့ရှိရင်မိမိရစီရေးတဲ့ပုံမှန်မျိုးစီရေးအဖြစ်အရေးယူရမယ့်ခြင်းတွေရှိတယ်ဒါမျိုးဘာမှအရေးမကြီးတဲ့ခါကြတော့အခုကျွန်တော်တို့မြန်မာနိုင်ငံကနိုင်ငံရေးသမားတွေရောနော်ဟိုပါတီတွေရောအမျိုးသားရေးသမားတွေရောအားလုံးကဆွဆွခုံပြီးတော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့စိုးရိမ်ပြည်သူကလည်းစိုးရိမ်နေပြည်သူကစိုးရိမ်နေနိုင်ငံရေးသမားတွေကဆွဆွခုံနေ နော်အဲနောက်တစ်ခုဒီအမျိုးသားရေးသမားတွေကဒေါသထွက်တယ်စည်ရေးသမားတွေကစိတ်ပူတယ်ဒါပေမဲ့ခမရတို့ရဲ့ခေါင်းငိုင်ဖားခင်ကြီးကလွတ်ထားတာနော်ခမရတို့ရဲ့ခေါင်းငိုင်ဖားခင်ကြီးကလွတ်ထားမှတော့တစ်ဖက်ကသွေးတူဆိုင်းရုံနဲ့မကဘူးရခိုင်ပြည်နယ်ကနိုင်ငံမှများပေးလိုက်ပြီလားဆိုတဲ့ပုံစံမျိုးတွေရှိလာပြီနော်ဘာမှစည်ရေးရဆောင်ရခြင်းမရှိဘူးအဲ့တော့ဘသူ့ကိုပြစ်တင်ရမလဲဆိုလို့ရှိရင်ခမရတို့ရဲ့ခေါင်းဆောင်ကြီးရဲ့နော်ဟိုရေချင်းနေ ဟလာဆောင်ရွက်မှုစွမ်းအင်တွေကိုသာအပြစ်တင်ပါတပုံဒေသတွေကပုံပြီးငင်းညံ့နေတဲ့ပုံစံမျိုးတွေထိရှိနေပြီအခုအချိန်ဒီမှာနော်အဲ့တော့အဲတော်သေးတော့ဗျာကျွန်တော်မြန်မာနိုင်ငံမှာလဲနည်းနည်းပါးပါးပေါ့ဟိုပြန်ပြီးပြောဆိုနိုင်တဲ့သူတွေရှိလို့ပေါ့နော်နိုင်ငံတကာဥပဒေတွေရှိသေးတယ်ပေါ့နိုင်ငံတကာဥပဒေသာမရှိရင်မြန်မာပြည်ကအိန္ဒိယကအိန္ဒိယကစမ်းခြင်းဟလား အဲကျွန်တော်တို့ဘင်္ဂလားဒေ့ရှ်ကစမ်းချင်စမ်း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 အားလုံးကဝိုင်းအစမ်းခံနေရတော့နော်လှပြပြလေးဖြစ်နေမယ်နော်ဟုတ်ပြီဒါနဲ့ညကိုမောင်ကမင်္ဂလာပါအဲ့တော့ အဲ့တော့တဖက်ကသွေးလို့ဆန်းတာကိုလည်းပြင်မပြင်ပါနဲ့နော်ကိုဘကိုစစ်တပ်ကိုကရခိုင်ရခိုင်အေအေပေါ့စစ်သွေးရတပုံကိုမွေးပြီးတော့လှုပ်ရှင်လို့လှုပ်ဆိုပြီးလွတ်ထားပေးတာလည်းရှိတယ်နော်အားကြောင့်မလို့ဖြစ်တာအားကြောင့်မလို့ဘယ်သူမှပြင်မတင်နဲ့ခင်ဗျားတို့ရဲ့ကောင်းကင်ဖခင်ကြီးမစွမ်းတော်ရင်လည်းမစွမ်းတော်ရင်လည်းစွမ်းတဲ့သူသာပေးအုပ်ချုပ်လိုက်တော်လို့ပြောရမှာပေါ့ဟုတ်လားကိုမအရေးချင်းနေရှိတာနော်ကိုမအရေးချင်းမရှိတာအရေးချင်းမရှိတော့ ရှိရတဲ့တာပြောချက်လို့ပြောရမှာပါကဲဟုတ်ပြီအဲ့တော့ဒါကရခိုင်ပြည်နယ်အတိုင်းအတာနဲ့ပတ်သက်ပြီးတော့ဗောနဟိုသူတို့လောက်ချင်တိုင်းလုပ်လို့မရအခုမှဆွေးနွေးနေစေဆွေးနွေးနေစအမေရိကန်ကလည်းတောင်းဆိုတယ်ကုလသမဂ္ဂကလည်းတောင်းဆိုတယ်ယူနစ်အစိုးရကလည်းဝါသနာပါတယ်ဟုတ်လားအဲဝါသနာပါတဲ့အတွက်ကြောင့်မလို့ဒီကိစ္စကသူတို့တွေဘလို့ပဲတောင်းဆိုနေတောင်းဆိုနေ NASA က yes လို့ပေါ့နော်ဥပမာပြ NASA ကအစိုးရကနေပြီးတော့ အဲပြောမပြောမချင်းကတော့ရမှာမဟုတ်ဘူးအဲနောက်တစ်ခုကအဲ့မှာရှိနေသောမွတ်စလင်တွေကိုဒေသခွဲပေးဖို့ဆိုတဲ့ဇာတ်ရည်နော်ဟိုရုပ်ချီးတက်လာတာရှိတယ်အဲ့တော့အဲ့ဒါနဲ့ပတ်သက်လာရင်တော့ကျွန်တော်တို့ကဘာပြောရမလဲဆိုရင်သူတို့မမာတော့ဘူးဗျညဒေသခံမွတ်စလင်တွေကို နော်အဲနယ်မြေခွဲပေးဖို့ပေါ့နယ်မြေခွဲပေးဖို့ဆိုပြီးတော့အခုထိုင်းရဲ့သတင်းမီဒီယာတွေမှာတက်လာရှိတယ်အဲ့ဒါကလည်းသူတို့သူတို့ကိုအဖြစ်တင်လို့မရအောင် အဲ့တော့ပြည့်တင်ရမှာနံပါတ်၁ချက်ပြည့်တင်ရမှာကျွန်တော်တို့ရဲ့တက်မတော်နော်ကျွန်တော်တို့ရဲ့ NASA ကကြီးဦးမင်း online ကိုသာပြည့်တင်ရမှာပါအဲ့သူကဘာမှစောင့်ရခြင်းမရှိဘူးသူကစစ်ကိုမနိုင်အောင်မတိုက်ခဲ့တဲ့ခါကျတော့စစ်ကိုလည်းနိုင်အောင်မတိုက်ခဲ့ဘူးတပုံကိုလည်းလက်ရှိချိန်ထိပြက်ပြက်တားတားအေးအေးနှိမ်ကွတ်တာနှိမ်နင်းတာမရှိတဲ့အခါကျတော့အေးအေးစေတူရတပုံအနေနဲ့ကနင်းမြေထိန်းချုပ်မှုရသွားတယ်အေးအေးထိန်းချုပ်မှုအောက်မှာတရားမဝင်ဘူး အေးအေးအလုံးဝတရားဝင်နဲ့ထိန်းချုပ်မှုရှိတာမဟုတ်ဘူးတခိုးကြီးလို့ဓမြဓမြကြီးလို့တပုံတပုံကြီးလို့အစိုးရပုံစံမျိုးဖြစ်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီနေရာမှာအခုဒေသခံမွတ်စလင်တွေပေါ့နော်ဒေသခံမွတ်စလင်တွေအနေနဲ့နေမြေတောင်းတယ်နော်အုပ်ချုပ်မှုတောင်းတယ်လုံးဝဘယ်လိုခေါ်မလဲဆိုတော့သူတို့ရဲ့စစ်ကင်းမဲ့စုံတောင်းတယ်ဆိုတာမျိုးကသူတို့မှလည်းတနည်းအားဖြင့်အပြစ်မရှိတော့ဘာကြောင့်လဲတခိုးလက်ကတဝက်ပြန်လူချင်းဖြစ်တယ် တော့တရားမှုဝင်တဲ့ AA ရဲ့ထိန်းချုပ်မှုအောက်မှာကြိုက်တာတောင်းပန်ခွင့်ရှိတယ်။တန်းနိုင်လို့အဲ့တရားမှုနဲ့ AA ကိုကျွန်တော်တို့ထပ်ပြီးတော့ဒီအာစာအနေနဲ့ခုချိန်မှာတိုက်ယူမယ်ဟေ့ဆိုတိုက်ပြီးတော့နည်းနည်းထပ်ပြီးတော့တိမ့်တိမ့်သမျှတို့ကဟိုအကျုံးဝင်နေမှာဖြစ်တယ်။အဲ့တို့ဘာကြောင့်လဲဆိုတော့တရားမှုဝင်တဲ့အချင်းချင်းလူ့အာမှာဖြစ်တယ်။လူ့အာမှာဖြစ်တဲ့အတွက်ကြောင့်မလို့ AA လို့တရားမှုဝင်တဲ့ဒီဘယ်လိုခေါ်မလဲဆိုတော့စေသွေးကြသဘောရဲ့အောက်မှာ အဲအခုသူတို့ခေါ်မွတ်စ်ဒီရိုဟင်ဂျာပေါ့ဗျာနော်ရိုဟင်ဂျာဒီဒေသမွတ်စလင်တွေအနေနဲ့ဒါမျိုးသူတို့ကိုလုံခြုံမှုရှိတဲ့နယ်ဆိုတာကိုနိုင်ငံတကာကသတ်မှတ်လာပြီးဟေ့ဆိုပါရှင်နိုင်ငံတကာဥပဒေအနေနဲ့ R2P responsibility to protect ပေါ့အဲဆိုတာကလည်းအသက်ဝင်လာပြီးဖြစ်တယ်အကယ်၍သာဒီကိစ္စက NASA ကရဲ့အောက်မှာပဲဆိုဒါမျိုးတောင်းပန်ဝင်မရှိဘူးသူပြောတော့လဲအေးအေးရဲ့ထိန်းချုပ်မှုအောက်မှာရှိတယ်ဟေ့ဆိုလို့ရှိရင်နိုင်ငံတကာတောင်းဆိုမှုဟာဥပဒေရတော့လကောင်းကျင့်ဝင်ရတော့လကောင်းထက်သွက်စဉ်းစားရလို့မယ့်အတိုင်းအတာတွေရှိလာပြီ အဲ့တော့ဘယ်သူမှပြည့်တင်လို့မရဘူးဒီအပြစ်တွေအားလုံးကတော့ Women Online နဲ့ဒီတက်မတော်အစိုးရအနေနဲ့စစ်ကိုနိုင်အောင်မတိုက်ခဲ့ခြင်းအခုချိန်ထိလည်း AA ကိုပိုးမွေးသလိုမွေးထားခြင်းအဲ့တော့ဒေသခံမွတ်စလင်တွေမှာမလုံခြုံမှုဖြစ်နေတာဝန်ယူမှုတာဝန်ခံမှုရှိသောအဖွဲ့အစည်းလုံးဝမရှိတဲ့အတွက်ကြောင့်မို့လို့သွားပြီးတော့အဲ့လိုမှဒီပေါ့ NASA ကဘယ်သူဘယ်နှစ်ယောက်ဟုတ်လားလူဦးရေဘယ်လောက်လက်ခံမှာမစိသွားပြောလာတယ်ပြောလာဆိုရင် ဘယ်လိုမျိုးလုံခြုံမှုမပေးဘဲနဲ့သွားပြီးတော့ပြောလာဘယ်မျက်နာနဲ့သွားပြောလာလဲဆိုတော့ကျွန်တော်ကမေးချင်တာအဲ့ဒီကျွန်တော်တို့နာဆာကောက်လည်းမေးချင်တာပေါ့နော်ဒါပါတော့ကျွန်တော်လက်ခံမယ်ကျွန်တော်စစ်တွေမှာထားမှာဆိုဒါတမျိုးဒါကြောက်ပြီမှာထားမှာဆိုတမျိုးအခု AAC တွေရတဲ့ပုံ control လုပ်ထားတဲ့နေရာမှာထားမယ်ဆိုတဲ့ခါကျတော့နိုင်ငံတကာအထက်ပြီးသူတို့ရဲ့လုံခြုံရေးအတွက် safe zone เนาะ Rohingya safe zone တောင်းလာပြီးဟဲ့ဆိုလို့ရှိရင်ဒါကျင့်ဝတ်အရာတော်လကောင်းဥပဒေအရာတော်လကောင်းเนาะ လုံထုံးလုံနေရတော့လကောင်ထက်တွက်စဉ်းစားရတော့မယ်နိုင်ငံတကာအနေနဲ့အဲ့တော့အဲကျွန်တော်အနေနဲ့တော့အဲလူလူလို့ပဲမြင်ပါလေနော်အဲ့တော့ကြောင့်မလို့ဒီကိစ္စတွေမှာအဓိကအပြစ်တာဝန်ရှိတာကတော့ဥမင်းအွန်လိုင်းရဲ့မဆောင်ရွက်နိုင်မှုတွေပေါ့ဗျာနော်သူများအပြစ်မတင်ပါနဲ့တောင်းတဲ့သူတွေလည်းအပြစ်မတင်ပါနဲ့တောင်းပိုင်ခွင့်ရှိတယ်လေအေးအေးမတရားမှုနဲ့ဖွဲ့စီရတခုခုလုပ်လိုက်တဲ့ခါကြလို့ရှိရင်ဟုတ်လားတရားတခုခုလုပ်လိုက်ခါကြဒီပြည်သူတွေကိုဘယ်သူကတာဝန်ခံပါလဲအဲ့တော့ဒါကို ်ဘင်္ဂလားဒေ့အစိုးရကဒီနိုင်ငံတကာအကူအညီတွေနဲ့ဆောင်ရွက်လာတဲ့အခါကျလို့ရှိရင်အဲကျွန်တော်တို့ဒါငင်းပွားစရာဆိုပေမဲ့လည်းဖြစ်နိုင်တယ်ဆိုတော့ပြောလို့ရတာပေါ့ကွနော်အဲ့တော့ဘယ်သူမှပြင်မတင်ပါနဲ့ AAC ရ AAU လည်းဖြစ်တင်ရမတင်ကိစ္စမှာ AA ကထပြီးတော့ဟလာသူတို့ငါတို့မြေငါတို့မြေသွားလုံနေတာအဲ့တော့နိုင်ငံတကာနဲ့ထိပါပြင်မှာရိုဟင်ဂျာတွေအတွက်သူတို့ရိုဟင်ဂျာပေါ့ဗျာကျွန်တော်ဒေသခံမွတ်စလင်တွေအတွက် အကာအကွယ်ကတော့လိုပြီလို့ပြောရမှာပေါ့နော်။နောက်မှားတယ်လို့ပြောလို့မရတော့ပါဘူးလို့ပြောရမှာပါ။ရန်ကုန်မှာထားလိုက်ပါတဲ့။မြန်မာပြည်ဒီလုံးချိုက်တဲ့နေရာနေလို့ရပါတယ်နော်။ရန်ကုန်မှာထားပဲထားတာဗမာပဲထားတာမြန်မာပြည်သားစစ်တယ်ဟလာကျွန်တော်တို့ဟိုမြန်မာပြည်မှာမွေးတယ်မြန်မာပြည်သားဆိုရှင်ကြိုက်တဲ့နေရာမှာနေခွင့်ရှိပါတယ်လို့ကျွန်တော်တို့ကကျွန်တော်တို့နိုင်ငံရဲ့အခြေခံဥပဒေမှာလူမျိုးရေးခွဲခြားတာမရှိပါဘူးနော်ဟုတ်ပါလားရခိုင်နေလည်းမြန်မာပြည်မှာအကုန်လုံးရှိတယ်နော်အဲကျွန်တော်တို့ဒီ ဒီမျိုးပေါင်းစုံဘာသာပေါင်းစုံမိတင်းနေထိုင်သောမြန်မာနိုင်ငံမှာเนาะ